要嫁的吗？ တော့အလှူဒါနာကြီးကိုယူပြီးဥပုံစောင့်သုံးပြီးတော့ကြက်ပြင်းရှိတဲ့ပိုက်ခန်းမှာဝင်လို့ ပါတယ်။ဒီနောက်မေတော်ကိုနဝတ္တံသားများကိုဆင်းရဲစေပြီးမှငွေတော်တွင်မှရှိတဲ့ရွှေဘိတ်မှာမှတွင်ပြီးညံ့ညောညံ့ညံ့နဲ့အိယာမှာအိပ်စေကြပါတယ်။ဒီမှာမှဘုရားလုံးတော်ဟာဆင်းမြူတော်ဖြစ်လို့သူ့ရဲ့လေး